မင်္ဂလာပါရှင်အမန် YouTube channel ကနေကြိုဆိုလိုက်ပါရီဒီနေ့မှာတော့စိတ်ဝင်စားဖွယ်ဘ ഹു တုဒ္ဒရဖွယ်ရဲမတ်တမ်းမှုကင်းပြရမယ်ဇလန်းလေးတပုတ်ကိုတင်ဆက်ပေးမှာဖြစ်ပါရီရှင်ကျုပ်လောက်ပြောတဲ့လူရှိပါဦးမလားဗျဘာဖြစ်လို့လဲဆိုတော့ကျုပ်ရဲ့ချစ်သူလေးနဲ့ဒီနေ့ချိန်ထားခဲ့လို့လीအထူးသဖြင့်ကျုပ်ရဲ့စပိန်ကလေးနဲ့ရှောက်လေချာမှာပေါ့ဗျာ ဒါကြောင့်ကျုပ်ရဲ့စိတ်တွေကလည်းလန်းဆန်းတက်ကြွနေတော့လေဆန်းခီးကိုဖိနှင်းလို့ပျော်ရွှင်ဝမ်းသာမှုတွေနဲ့တခြင်းလေးတစ်ပုဒ်ကိုတိုးတိုးလေးညှိစုံနေမိတယ်။ကျုပ်ရဲ့နေမှာစိတ်လွတ်လပ်လွတ်မှုပါဇက်သေးပေါ်လာတဲ့တခြင်းတစ်ပိုင်းတစ်စကိုဟစ်အော်ဆိုပြီးစပိန်လေးကိုစီးနှင်းလာခဲ့တယ်။ဘာရင်ညာရင်မဟုတ်ပါဘူး။ကျုပ်ဒီနေ့တိတ်ပြီးစိတ်ချမ်းသာနေခဲ့တယ်။ဒီလိုပြောဒီနေ့ဟာကျုပ်ချစ်သူရင်ရင်နဲ့ချင်းဆိုထားတယ်။ဒါကြောင့်သူစောင့်နေမယ်လို့ပြောတဲ့လက်ပြကန်အရောက်အပြင်းနင်းနေရတယ်။ အဲ့ဒီနေရာမှာစောင့်နေမိကျုပ်ချစ်သူလေးရင်ရင်ကိုစပိန်လေးပေါ်တင်ပြီးရွှေမော်တော့ဘုရားကြီးကိုဖူးလို့သွားကြမိအဲ့ဒီလိုချစ်သူလေးကိုစပိန်မော်တင်စီပြီးအချစ်ရဲ့ချုံမင်းနဲ့အကျဉ်းသားစကားလေးတွေကိုနားနာကပ်ပြီးပြောရတယ်လို့မကလေးကိုလည်းအခန်းသိရင်မှုကျူလို့ရတာပေါ့ဟွကျုံနှုံကြောရအောင်မေကျုပ်ရဲ့ကိုပေါ်မှာဝေ့ထားတဲ့ဒီဇိုင်းပုံစံကိုပါကျုပ်ဒီလာနှစ်လအတွင်းမှာကန်တက်လာလို့လားမသိဘူး အလုံးလုံးရတာအဆင်ပြေတော့လုပ်ငန်းကန်ကန်းပေါ်ကငွေဝင်လာတယ်။ဒါကြောင့်ကျုပ်အတွက်ငွေရေးကြေးရေးအဆင်ပြေတာနဲ့ဂျင်းဝက်ဆက်တစုံကိုဝစ်ဆင်ထားခဲ့တာပေါ့။တကယ်ပြောတာပါ။ကြွားတာမဟုတ်ရပါဘူး။ခမရတို့ယုံကြည်မှယုံပါမယ်။ရှင်းပြနေရင်လည်းရှုပ်ကုန်ပါဦးမယ်။ပွပွလင်းလင်းမေးပြောပါမယ်ဗျ။ကျုပ်ကအလေးတုပ်တဲ့အလုပ်ကိုလှုပ်ရှားနေတဲ့ကောင်းဗျ။ကျုပ်ကပိုင်မအလေးတုပ်တဲ့ကောင်းဆိုတော့ OK မှာစူပြေပါလေ။ဒီလိုပါ။ကျုပ်ကအလုပ်လုပ်တော့မယ်ဆိုရင်တွင်ကောင်းမှပဲဖန်တာများ ड़ी ။ ဒါကလူဆိုတော့နမောနမဲနေတတ်ကြတာများ ड़ी ဒီတော့နမောနမဲလှုပ်ပြီးအရေးတကြီးသွားလာတတ်သူတွေကိုစောင့်ကြည့်တတ်ရ ड़ी အဲ့ဒါကတော့မခတ်ဖင်နေခဏဆိုပြီးထားသွားတယ်ဆိုပြီးကျုပ်နဲ့တွေ့လို့ကတော့ဆုံးမိတာမှဒါကအလွယ်လေးပါကျုပ်ကသားကောင်ကိုအမြဲတမ်းချောင်းမြောင်ကြည့်နေတတ်တဲ့မဟုတ်ဆိုပြီးဝင်လန်းထွက်လန်းကောင်းအောင်ပဝင်းချင်းကိုလေးလာအကဲခတ်ပြီးမှအခြေအနေပြေးလာရင်လေးတော့တာပဲ စပိန်စီးလာကြတဲ့လူတွေကအများကြီးဈေးဝယ်ဖို့ရက်ထားတဲ့စပိန်တွေကလည်းပေါ်မှာပေါ်ပြီးဒီအထက်ကတော့မခတ်ဖေးနဲ့အရေးကြီးတုတ်ပြထားသွားတဲ့လူကိုကျုပ်ကစောင့်ကြည့်နေတော့သိတာပေါ့ကျုပ်ကစတိုင်ကြကြဝေစားထားတဲ့ပုံစံဆိုတော့တွေးတဲ့လူတွေကဘယ်ထင်သိရမလဲရက်ထားတဲ့စပိန်သားကိုမယောင်မလင်နဲ့ဟိုလျှောက်တီလျှောက်လုံနေပြီးကိုစပိန်လူလူဟန်ကူဖို့လှုပ်ပြီးတာနဲ့အသာတွန်းယူလာပြီးအခွင့်အသာနဲ့စပိန်မော်တက်ခွာနှင်းပြီးတော့လေးတော့တာပဲ တကယ်တော့ဒီလုပ်ငန်းကိုကျုပ်လုံးမစားတတ်ပါဘူး။ဘဝပေးချေနေကြောင်းလို့ပြောရမလားပဲ။ကျုပ်ရဲ့ပုံစံဟာကဆုပ်ဆုပ်ခဏနှမ်းမေမဝင်းနိုင်မစားနိုင်နဲ့အလုံးလက်မဲ့ပြန်ကြတယောက်ပဲ။ကာယအားကိုတုံးပြီးတော့ပြန်ကြ အလုံးဟုသမျှအကုန်လုံးနေကြရတယ်။ကာယအားကိုတည်းတမအာဇီဝအလုံးကိုလှုပ်ရှားနေပြီမေ။ကျုပ်တို့သားမိဘဝကနမမှန်ခဲ့ပါဘူးဗျ။ငါတက်လက်ပြတ်တက်လက်နဲ့ဘဝကိုရုန်းကန်နေရတယ်။ဘလောက်ရင်မောเสียကောင်းတယ်လေ။ကျုပ်ဒီဘဝအခက်ခဲတွေလွတ်မြောက်ချင်နေဗျ။ ကျုပ်တို့အကျိုးရှိမဲ့အလို့ဆိုဘာပဲဖြစ်ဖြစ်လုံပြေခြင်းစိပေါ်လာတယ်။အမှန်တော့ဒီလောကတွေကိုဆွဲသွင်းလာခဲ့တဲ့ကျုပ်ရဲ့လက်ဦးစီအောင်အနဝါများတင်ဆိုတဲ့လူပဲ။သူကကျုပ်ကိုကျွေးမွေးပြုစုပေးနေတယ်သူလေး။သူ့ကိုကြည့်လိုက်တိုင်းအမြဲတမ်းလက်ပြားမှာငွေတီးနေတယ်။ကျုပ်သူ့ကိုတိတ်အားကြနေမိတယ်။သူ့လိုငွေဖောဖောတီတီရနိုင်မဲ့လုပ်ငန်းတစ်ခုကိုကျွန်တော်လုပ်ချင်တယ်။ဒါကြောင့်ကျုပ်လည်းတလှူစားဘူးသူကျေးဇူးဆိုတယ်လို့ပဲနေတိုင်းသူ့စီကကတ်စားနေရတာကိုအားနာနေပြီဗျာ။ ဒီတော့ကျုပ်ကအလုတ်ကလေးပါလေးစီစဉ်ခိုင်းခဲ့သူကကျုပ်ကိုကြည့်ပြီးတော့ဦးဦးခြားခြားတယောက်လိုမြင်သွားလာမသိဘူးဘယ်နေရာကစီးလာတဲ့စပိန်လဲမသိဘူးကျုပ်ကိုစပိန်မော်ခေါ်တင်ပြီးတော့နန်းတော်ရရက်ွက်သေးကိုစီးသွားခဲ့ကြတယ်ဟိုလဲရောက်ရောကျုပ်တို့စီးလာတဲ့စပိန်လေးကိုအဲ့ဒီအိမ်မှာထားပြခဲ့ပြီးပြန်လာကြတယ်ကျုပ်ကလည်းငွေတချို့ပေးပြီးတော့သုံးဖို့ပြီးတယ်နောက်ပိုင်းလဲစပိန်အစ်တစ်စီးသူ့လက်ထဲကိုထည့်ရောက်လာပြန်တယ်ကျုပ်ကိုလိပ်ပြကံမှာစပိန်စီးတင်ပေးတယ် နောက်သူတော့ပုံနေကြနန်းတော်ယာရဲကအင်းစီကိုကျုပ်ကိုတော့ပို့ခိုင်းနေကျုပ်ကစပိန်ထပြီးတော့ပြန်လာရုံမှာနောက်ကျုပ်ကသူစောင့်နေမဲ့နှွေပရောက်လက်ဖက်ရည်ဆိုင်ကိုလိုက်သွားပြီးဟိုကပေးလိုက်တဲ့ငွေကိုအပ်လိုက်ရုံမှာအဲ့ဒီအခါကျသူကကျုပ်ကိုစပိန်တော့ပို့ခိုင်းကခေါ်မလားငွေတစ်ထောင်နှစ်ထောင်ဈေးသုံးမှုပေးခဲ့တယ်ကျုပ်ဘဝမှာဒီလောက်လွယ်ကူမှမသိဘူးဗျဘာမှပင်ပန်းတာလည်းမဟုတ်ဘူးကျုပ်ကိုစပိန်တော့ပို့ခိုင်းပြန်လာရင်ငွေပေးနဲ့တိတ်ဟုန်နေတာပေါ့ နောက်တော့တဖြည်းဖြည်းနဲ့ရင်းမိသိရှိလာတယ်။သူခိုင်းဘက်လှုပ်ပြီးသူပေးတဲ့ငွေအနည်းချင်းလောက်ကိုအဟုတ်ကြီးထင်နေတာ။ကိုကလည်းစပိန်စည်းတက်လာနေတော့စပိန်စည်းကျင်တာပဲကြုတ်သိတယ်။သူပိုခိုင်းတဲ့စပိန်ကိုကို့ဘာသာရှာဖို့တိုက်ရင်ငွေတွေမျိုးမျိုးမြတ်မြတ်ရမယ်ဆိုတာသဘောပေါက်လာခဲ့။ကျုပ်ဘာသာစကြက်ရှာတတ်ရင်ဘာကတာမှတ်လို့လေ။ကျုပ်ပထမတော့လုံးရမှမရဲတယ်လို့ပဲ။သူများပိုင်ပစ္စည်းကိုကိုပိုင်လှုပ်ပြီးစီးရမှမဝမရဲဖြစ်နေတယ်။ ဒီတော့စမိန်သမားတွေဇူဝေးနေတဲ့တည်းဘီလီယက်ခုံနာမှာကျုပ်ရစ်တီရစ်တီလှုပ်ပြီးစောင့်ကြည့်တယ်။ကစားသမားဆိုတော့စိတ်မြန်လက်မြန်သမားတွေတော့မခတ်မိပဲနဲ့ဘီလီယက်ခုံထဲကိုဝင်သွားရောကျုပ်လည်းခွစီပြီးတော့လေးတော့တာပဲ။ကျုပ်ပထမဆုံးစမ်းသပ်မှုအောင်မြင်သွားတော့ကျုပ်ကိုကျုပ်တောင်အထင်ကြီးသွားတယ်။ဒီလောက်ငပြောကောနှွာစားရတယ်လို့လွယ်တဲ့အလုပ်ကိုအတိနောက်ကျနေလို့လေ။ကျုပ်အတွက်တစည်းရလားတစည်းရောင်းလိုက်ဆိုတော့ငွေရလွယ်ကူလာတယ်။ ကျုပ်လက်ထဲမှာငွေဖောဖောတီတီသုံးဆွဲနိုင်လာ၏ကျုပ်လိုလူကိုအထင်သေးနေတဲ့လူတွေကြောင့်မှငွေကိုရေလိုသုံးဆွဲပြခဲ့၏ကျုပ်လောက်ကင်နေတာတွေကိုလားကျုပ်အမေကမသိပါဘူးအမေသိသွားရင်စူပူနေမှာဆိုလို့လုပ်ငန်းတစ်ခုမှဝင်ပြီးတော့အလုံးလုံးနေဒါကြောင့်အစဉ်ပြေနေတာလို့လိန်ပြောတာ၏အမေကတော့အန်အောစိတ်တွေနဲ့ကျုပ်ကိုငေးချောင်ချောင်လေးကြည့်နေရှာ၏စိုးရိမ်ပူပန်ဟန်ပေါ်နေ၏ ဒီကြားထဲမှာကျုပ်လုပ်ငန်းတွေစတင်နိုင်မှုနေမြေသည့်ကိုရှာဖွေလေ့လာနေချိန်မှာလိပ်ပြကန်တောင်နာမှာကွန်းရရောင်းတဲ့ရင်ရင်ဆိုတဲ့ကောင်မလေးနဲ့မြမန်းတန်းလာခဲ့တယ်။သူကလည်းငွေထောထောသုံးဆွဲပြားပြီးကျုပ်လူကောင်ကိုလေ့လာအကဲခတ်နေတယ်။ကျုပ်ကလည်း secret ဆိုတဘူးလောက်ဝယ်တော့ပြီးကွန်းရဆိုရင် နေရဖို့လောက်အမြဲတမ်းဝယ်စားနေကြဆိုတော့အထင်ကြီးနေမှာပေါ့ဗျ။မကြပါဘူး။သူနဲ့ကျုပ်တနေ့မှာတော့ချစ်သူတွေဖြစ်သွားကြတယ်။ ူကကျုပ်ကိုဘာလို့လှုပ်တယ်လဲလို့စူဇန်မေးမြန်းလာတော့လေကျုပ်ကကန်ရီမှာလှုပ်တာပါလို့ရွှေ့ထားကြည်ကျုပ်ရဲ့ငွေသုံးပုံဆွဲပုံတွေကိုကြည့်ပြီးတော့အထင်ကြီးနေမှာပေါ့ဒီလိုနဲ့ကျုပ်ကိုသူကသဘောကျလက်ခံလိုက်တော့ခြေသူတွေဘဝကိုရောက်ခဲ့ရတာပေါ့ကျုပ်ကလည်းအလေးတုပ်လာတဲ့စပိန်တွေကိုချက်ချင်းပြန်မပို့သေးပြီးခြေသူနဲ့အတူတူလဲပတ်ရအောင်ဥထားသေးတယ်။ဒါမှကျုပ်တို့နေရောက်သူဆိုင်သိန်းချိန်မှာအိမ်ပြန်နေခါစပိန်မော်တင်ပြီးတော့လိုက်ပို့လို့ရတာပေါ့။ တခါတည်းရန်ဆိုင်ပိတ်ပြီးတော့နှစ်ယောက်သာစပိန်ကလေးစီးပြီးမဟာဇီရီဘတ်တွေတီခရီးချိန်ဆန့်သွားလာပျော်ပါနေခဲ့ကြတယ်ခုလိုချစ်သူလေးနဲ့အတူတူရောက်လည်နေရတော့တိတ်ပျော်ဖို့ကောင်းတာပေါ့ကျောက်ကအထာတီးပြီးသားပါဒီနယ်မြေဘတ်တွေမှာခိုးလို့ရလာတဲ့စပိန်တွေကိုဟိုတခြားနယ်မြေဘတ်မှာသွားစီပြီးမှလက်လွဲရောင်းစာနေခဲ့တာပါ ကျုပ်ခိုးတဲ့စပိန်တွေကများသောအားဖြင့်တော့တော်မခတ်ပေးထားတတ်တဲ့လူတွေရဲ့စပိန်ကိုမှကျုပ်ကအသာလစ်ပြီးခိုးလာခဲ့တာများပါ ರಿ တခါတလေဘောလုံးပွဲပြနေတဲ့လက်ဖက်ရည်ဆိုင်တွေမှာဆိုဘောလုံးပွဲလာကြည့်တဲ့ပရိသတ်တွေကဒီနေ့ဘောလုံးပွဲကပွဲကြီးပွဲကောင်းမင်းဆိုတော့ကစားမဲ့မန်ယူနဲ့အာဂျီပေါ်မှာစိတ်ဆော့နေကြတာလीနေရမရမှာစိုးရင်ရဘောလုံးပွဲမမီမှာစိုးရနဲ့ဇောကတ်နေတော့ကမန်ကရန်စပိန်ကိုတောက်ထောက်ပြီးဆိုင်ထဲကခုံနေရစီကိုဒိုးတော့တာပဲ ဒီလိုချိန်မျိုးမှာကျုပ်လိုစားနေကြကြောင်းပွားကရထားတဲ့စပိန်းနာကိုမရောက်မလဲကပ်ပြီးဘောပွဲကိုအပြင်ကနေလှမ်းကြည့်နေရတဲ့ပုံစံနဲ့ချင်းကပ်လိုက်တာပေါ့လူတွေအားလုံးကကိုယ့်အယုံနဲ့ကိုရှိနေကြတော့ကျုပ်ကိုဘယ်တရီထားမိပါမလဲဆိုင်ထဲမှာဘောလုံးပွဲပေါ်မှာအာယုံစိုက်ပြီးဇွေးနေနေကြချိန်မှာဘသူနိုင်ရမေးဘယ်အတင်းရှုံးရမေးနဲ့ငင်းကုံဇွေးနေကောင်းနေကြတော့မှကျုပ်ကမှီထားတဲ့စပိန်းလေးကိုအသာတွန်းသွားနေရင်ဟိုးခလန်းလန်းစီကိုရောက်သွားနေပြီး ဝေးဝေးရောက်မှစပိန်မော်ကိုခွာစီပြီးလက်ထွက်လာခဲ့တာပေါ့တချို့စပိန်တွေတောက်ခတ်ထားတဲ့အခါမှာကျုပ်ကဘလို့လှုပ်တယ်မှတ်လေခါကြားထဲမှာတန်ချိုးကျိတ်လေးကိုဆွဲထုတ်ပြီးစပိန်ဖင်နိုင်ကုံအောက်ကတန်ချောင်းမှာချိတ်လိုက်တယ်နောက်ဘင်းကိုအသာမပြီးရေဘင်းအားနဲ့တွန်းထုံယူသွားတယ်အမတ်တမိတ်ကြည့်ရင်တော့စပိန်ကိုတွန်းသွားနေပုံပေါ့တနေရာကိုရောက်တာနဲ့တော့ပြောက်သွားတဲ့ပုံစံချိုးပြီးတော့စပိန်ပြင်ဆိုင်ဝင်တော့ကိုဖျက်ထုတ်ခဲ့ရတယ်ပြီးမှအ мян စီပြီးလက်ကြပါဘီ ဘောလုံးပွဲပြီးသွားလို့မိမိစပိန်တော့ခတ်ထားတဲ့နေရာမှာလိုက်ရှာလို့ကတော့အတောင်ပေါက်ပြီးပြန်သွားပြီလားတင်မှတ်နေမယ်။ဘလို့ပဲဖြစ်ဖြစ်ဘောလုံးပွဲမှာအာယုံဆိုင်နေကြတော့ဘောပွဲပြီးမှစပိန်ခိုးခံရတာသိကြတာများတယ်။ဒါကြောင့်ကျုပ်စရာအနဝါများတင်ရဲ့လုံနီလုံဟန်တွေကကျုပ်အတွက်တော့အကွက်ဝင်လှုပ်ရှားရလွှဲနေခဲ့တာပေါ့။ရှင်နာမကအဖြစ်အတန်သိမ့်များတယ်ကွ။အချစ်ကလေးကိုယ့်ရဲ့ခါကိုဖတ်ထားနော်။ကားများကိုရှောင်းရင်တင်းနေနင်းရမှာ ကျုပ်ကတော့တချင်းကိုဟုတ်တိပတ်တီဆိုတတ်တာမဟုတ်ပါဘူး။လက်ဖက်ရည်ဆိုင်မှာအမြဲတမ်းအခြေအနေအကဲခတ်ကြည့်ပြီးလက်ဖက်ရည်တောက်နေတော့တီဗီဖန်သားပြင်ပေါ်မှာစာတန်းထိုးပြီးဖွင့်ပြနေတဲ့တချင်းစာသားတွေကိုအပြင်းပြေလိုက်ဖက်စူးကြည့်နေရကတပိုင်းတစပြီးရပါသည်။ကျုပ်စိတ်ထင်းမှာတော့ညဘက်ဘီလီယက်ခုံကနေမလာတဲ့ပန်းရောင်ဘိန်းကလေးကိုစည်းလာနေရင်ချစ်သူရင်ရင်နဲ့ရှောက်လေကြမယ့်အခြေပုံရိပ်တွေကိုပဲပုံဖော်စိတ်ကူးလာနေခဲ့သည်။ ကျေသူနဲ့နှစ်ကိုတွဲပြီးစပိန်တစီနဲ့အာရပါရပျော်ပြစ်လိုက်မယ်စိတ်ကူးကြတယ်။ဟောဖြစ်ချင်တော့ဗျ။ဘသူကများအတူထောင်းလုံးလိုက်တယ်မသိပါဘူး။ကျုပ်လိပ်ပြကံဘတ်ကိုချိုးအကွေမှာရေနာကလဲကင်းတာဝန်လှဲ့လာတဲ့ပတ်တာရောင်အဖွင့်နဲ့ပပင်းတူးတော့တာပဲ။သူတို့လဲကင်းအဖွင့်မှာဒူရဲအုပ်တူတက်ကြက်တူနဲ့တက်သားနှူပါလာတဲ့အဖွင့်ပါ။အဲ့ဒီလှည့်ကင်းတဲ့သူလူငယ်တယောက်က ကျုပ်စည်းလာနေတဲ့စပင်းကိုလက်ညှိုးထိုးပြပြီးဘာတွေပြောနေလဲမသိပါဘူး ကျုပ်ကဟမပြက်ဆက်နေလာခဲ့မှာပြီရဲတပ်ဖွဲ့ဝင်တအူးကလက်ပြတားခဲ့တော့ဒီကျုပ်လည်းစပိန်နှင်းအားကိုရှော့ပြီးရက်ပြီးဒီအဖွဲထဲမှာရက်ွက်တွေကယာအိမ်မူးနှစ်ယောက်လေးပါလာတယ်တက်တဲ့အဖြစ်ခေါ်ထားတာဖြစ်မှာပေါ့ကျုပ်စီလာတဲ့စပိန်ကဘဲဆိုင်ကဝဲတာလေဘလို့ပိုင်ဆိုင်မှုရှိတာလဲဆိုပြီးရှောက်စစ်မိနေတယ်ကျုပ်ကလည်းငကိုကလေးကကိုပိုင်စပိန်မှာမဟုတ်တော့အငါးစီလာတယ်လို့ပြောတော့အဲ့ဒီငှားတဲ့လူအိမ်ကိုလိုက်ပြဖို့ပြောတယ် ကျုပ်ကိုယ်တိုင်ကသူမြစပင်းကိုအလျက်တုပ်လာခဲ့တဲ့ကောင်းပဲ။ဗဇက်ထဲရှိတာစွတ်ပြောတော့ဟိုမီးတီမီးရှောက်ပြောနေတာကိုရဲကရိမ့်မိတယ်။ကျုပ်ရဲ့လဲခွက်တွေကိုသဘောပေါက်နေတယ်။ပူဆိုးတာကစပိန်ပိုင်ရှင်မှာရဲတွေနဲ့အတူပါနေတော့သူစပိန်လဲကြထားလို့ဘယ်နားမှာပွန်းနေတယ်မကတ်မှာဘာဖြစ်နေတယ်ကစားအတိအကျပြောပြနိုင်တယ်ဒီတော့မှကျုပ်ခမောင်ကြက်ကြီးလဲလိမ့်တယ်လို့ဖြစ်သွားတော့ ड़ी ဘာမှစောရကတက်ပြီးပြောမပြနိုင်အောင်ငြိမ်ကြသွားတော့ ड़ी ဒါနဲ့ပဲကျုပ်ရဲ့စမိန်ပိုင်ဆိုင်မှုအပေါ်မှာမရေမရာလျှောက်ပြောနေခဲ့တာကိုရဲကစစ်မိပြီးစကန်းကိုခဏလိုက်ခဲ့ပါဆိုပြီးခေါ်တော်တာခံခဲ့ရတာပဲကျုပ်လည်းဘလို့မှမတက်တာတဲ့အဆုံးမှဝန်ခံရတယ်ဒီတော့မျိုးနေပေါင်းစုံမှပျောက်ဆုံးသွားတဲ့စမိန်စည်ရင်းတွေနဲ့တယောက်ပြီးတယောက်လှည့်ပြီးစစ်စည်းနေခဲ့တယ်ကျုပ်ကလည်းသူတို့မေးတဲ့စမိန်ပျောက်ဆုံးမှုမှန်သမျှကျုပ်လက်ချက်ပါလို့ဝန်ခံထွက်ဆိုခဲ့ရတယ် ကျုပ်ရဲ့အမှုတွေကတော့ကျုပ်ခိုးလာသမျှစပိန်တွေကိုဒိုင်းခံထူခွဲပြီးတဲ့စပိန်လက်ခံနဲ့ဆိုင်ကလူပါပဲဆိုပြီးတရင်ပြရတယ်။တကယ်တော့ကျုပ်ကကောင်းရောင်းကောင်းဝယ်လှုပ်ရှားနေရင်ဒီလိုအဖြစ်မျိုးရောက်မှာမဟုတ်ဘူး။ကျုပ်မိုက်လို့ကျုပ်ခံရတဲ့အောင်းမိလိုက်တယ်။ဒါပေမဲ့ဗျာကျုပ်ကိုလိမ့်ပြကန်ထောင်သားမှစောင့်မျှော်နေရမယ့်ချစ်သူလေးကိုတော့ဘလို့နားလေအောင်ရှင်းပြရမလဲဆိုတော့ဝေခွဲလို့မရအောင်ဖြစ်သွားတယ်။ ကျုပ်ဆိုတဲ့ကောင်ကငတ်တလေပြက်တလေဘဝနဲ့ရုံးကန်နေရကောင်ကျုပ်စီအားအနဝါများတင်ရင်လမ်းညွန်သွန်သင်ပြပေးခဲ့တဲ့စပိန်ခုံးဤပညာကိုအသုံးချပြီးရေးလိုက်လွဲခဲ့တာလို့ပဲမှတ်ယူနေတော့ ड़ी နောက်ဆုံးအချိန်ဒီမှာတော့ကျုပ်ထောင်နှန်းဆိုင်ရဖို့များသွားပါပြီအမှန်တော့ကျုပ်ရဲ့ဖြစ်ကလဲလွန်းနေပြီးကြီးသိမ်းခဲ့တာပဲ ကိုကိုကိုငွေရလွယ်ကူတဲ့အချောင်ရမယ်ဆိုတဲ့မကောင်းတဲ့အသီးစိတ်နောက်ကိုကောက်ကောက်ပေါင်အောင်လိုက်သွားပြီလို့တန်လျက်ကိုရေးတဲ့ရွှေသမင်းအလိုက်မှားခဲ့ရတဲ့အဖြစ်ပါပြီကျုပ်ကကျုပ်ပိုင်လာပြီလို့ထင်နေခဲ့တာအခုတော့ရာဇဝေဘေးပြေးမလို့ဂိမ်းဆိုင်ခဲ့ရပြီကျုပ်အတွက်တော့စပိန်ခိုးမှုပေါင်းအမှုများများစွာနဲ့နရသိန်လန်းကိုရှောက်ရအောင်မှာပါလားဆိုပြီးအတိနောက်ကြနောင်နာရာနေမိတာပဲအဖတ်တင်နေစာရေးသူဆရာကြီးကိုဂျေဇူးတင်ပါတယ် ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပြီးကြတာတဲ့ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီ။အခုလို့စိတ်ဝင်စားဖွယ်ဇလန်းများကို တင်ဆက်ပြီးဒီကျမရဲ့ MN Channel လေးကိုလည်း Subscribe လေးနှိပ်ထားပေးပြီးတောင်းဆိုပေးရစီရှင်။